ဲ့တော့မင်းအွန်လိုင်းဘလောက်တောင်ကြောက်နေပြီလဲမင်းအွန်လိုင်းရဲ့အခြေအနေဘလောက်တောင်ဆိုးနေပြီလဲသူတို့အရန်ကိုမှဂုံစားပါတယ်ဆိုတော့နေပြည်တော်ကြီးတောင်ဘလို့ဖြစ်နေပြီလဲဆိုတဲ့အကြောင်းကိုမင်္ဂလာပါဒီရက်ထဲမှာထူးခြားသတင်းအနေနဲ့ပေါ့နော်တကယ်ထူးထူးခြားခြားအဲ့ဒါပါလဲဆိုတော့နေပြည်တော်မှာမင်းအွန်လိုင်းကခန်းစစ်စပြီးတော့တိစောက်ခိုင်းနေပြီဆိုတဲ့အကြောင်း အပါဝင် အခြားဒါတက်တွင်းသတင်းအရင်းမြစ်ကနေပြီးတော့သိရတဲ့ဒါအရေးကြီးအကြောင်းအရာတွေသတင်းတွေဒါတွေလည်းတင်ဆက်ပေးမယ်ပြီးတော့ဒါဒီရက်ထဲမှာအဲကြောင့်အောင်မြင်မှုတွေရတဲ့ဟာပေါ့နော်အဓိကတော့ဒါဒါကျွန်တော် KNU ထိန်းချုပ်နေမြေအတွင်းကပေါ့နော်အထီးကပလက်စကန်အဲစကန်ဆိုလဲအောင်ပွဲရသွားပြီတော်လိုင်းတက်ဖွဲ့တွေကျုံပလိုက်ပြီပေါ့နော်အဓိကတော့ drone တွေကအရန်အားတာတယ်လက်နက်ကြီးတွေအရန်အားတာတယ်အဲဥစ္စာတွေကတော်လိုင်းတက်ဖွဲ့ဝင်နေအဲမြေပြင်မှာတိုက်ပွဲဝင်ရောက်ပြီးစီးနင်းတဲ့အခါကြတော့ပေါ့နော်အဲဥစ္စာအရန် ဟိုဘယ်လိုပြောမလဲတပ်ဖွဲ့ဝင်တွေအတွက်တက်တောင်တက်တာဖြစ်တယ်ပေါ့ဗျာရှေ့မှာကျွန်တော်ပြောခဲ့သလိုပေါ့နော်အဲတပ်ဖွဲ့ဝင်တွေတချို့တပ်ဖွဲ့ဝင်တွေတချို့စကန်သိန်းတွေမှာဆိုရင်ပြောတာအဲချွဲမထွက်စကန်တော့အချွဲတောင်မှမထွက်လိုက်ဘူးအာအချို့ဖွဲ့ဆိုရင်သိမ်းမို့လာတာ ပြီးရင်သိမ်းလိုက်ပြီလားတော့အဲအဲ့လိုပုံစံမျိုးတွေဖြစ်သွားတော့တဲ့အထိဒီအကူပြစ်လက်နက်ကြီးတွေ drone တွေကအရန်တပ်ဖွဲ့တွေအသုံးဝင်ပါတယ်အဲ့တော့တပ်ဖွဲ့တွေအကူအညီတောင်းတဲ့ခါတွေမှာလည်းဒီဟာတွေကိုဖြည့်ဆည်းပေးကြစေခြင်း ਨੇ အဲပြီးတော့ဒီဒီလိုမျိုးအသုံးပြုတဲ့ခါကျတော့ထိခိုက်ဆုံးရှုံးမှုလည်းရှိတယ်ပေါ့နော်အဲဒါအဓိကတော့ပစ္စည်းဆုံးရှုံးမှုတွေ ရှိတတ်တယ်အဲ့တော့အဲ့ဒီအပိုင်းတွေမှာလည်းတန်တဲ့တော့အကူအညီပေးကြစေခြင်း ਨੇ ဒီကဒီ ticket black scan ဆိုလည်းအင်အား90 80နီးပါးရှိတယ်ဆိုပြီးတော့သိရတယ်ဒါမဲ့လည်းလုံးဝတိုက်လို့ခိုက်လို့စိတ်ပုံစံမျိုးမရှိဘဲနဲ့ပေါ့နော်ခံအောင်မှမချဘဲနဲ့ထွက်ပြေးတဲ့အနေအထားဖြစ်တယ်အဲ့ဒါလည်းတို့မှရည်ရချက်ရှိနိုင်တယ်ဘာလို့လဲဆိုတော့အခု wall ဥက္ကဋ္ဌဥက္ကဋ္ဌကတော်တော်လေးပြင်းပြင်းစင်စင်လှုပ်ထားတဲ့အနေအထားသူကဘလို့ပုံစံမျိုးလဲဆိုတော့မင်းတို့ကြိုက်တဲ့ကောင်လာခဲ့အဲအဲ့လိုမျိုးစိန်ခေါ်ရလောက်တဲ့အထိပြင်ဆင်ထားတယ်ဆိုပြီးတော့လည်းကျွန်တော်သိရတယ် ဂျမ်ဘာအသုံးပြုမှုတွေရှိတယ်အဲဂျမ်ဘာဒါတို့စီမှာအသုံးပြုရတာဆိုတော့ခြားနေရာကဟာတွေထက်တောင်ပို့ပြီးတော့ကောင်းနေဆိုပြီးတော့လေကျွန်တော်တို့အတွင်းနေရာနေစုံစမ်းသိရှိရတာမျိုးရှိတယ်အဲပြီးတော့ကြတော့သူကခုနလိုမျိုးအင်အားတွေအဲထွက်ပြေးသွားတဲ့ခါကျတော့သူကအဲ့နေရာကိုသွားပေါင်းမှုအတွက်ရည်ရချက်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲပြီးရင်တစ်ဖက်ကပြန်ကြည့်မယ်ဟဲ့ဆိုရင်လေဒီထွက်ပြေးတဲ့ကောင်တွေကအဲ့နေရာထိသွားမပေါင်းတော့ဘဲနဲ့သွားပေါင်းလဲငါတို့ဒုက္ခများနေဦးမယ်ဆိုပြီးတော့ဒါတစ်ဖက်နိုင်ငံကိုပြေးဖို့အတွက်လည်း ရွေထားကောင်းရွေထားနိုင်တယ်ပေါ့နော်အဲတခုရှိရသူတို့လက်နက်ခဲကနေပါသွားတာဖြစ်တဲ့အတွက်အဲဥစ္စာတွေကတော့တေးကြတယ်တလိုင်းတပ်ဖွဲ့ဝင်တွေနဲ့တွေ့တဲ့ခါကျရင်လည်းသိမ်းခံရမယ်ထိုင်းဘက်ကိုဝင်ပြီးတော့ပြေးတယ်ဆိုရင်လည်းသိမ်းခံရမယ်ပေါ့နော်အဲ့လိုနေသားတော့ရှိတယ်အဲ့တော့နောက်ထပ်စိတ်ဝင်စားစရာဂျိုက်ပွဲတွေအနေနဲ့ကတော့ဒါဥက္ကဋ္ဌပေါ့နော်တလိုင်းတပ်ဖွဲ့ဝင်တွေဘက်ကလည်းတိုက်သည်မစခန်းတိုင်းရနေတယ်အဲရလိုက်တဲ့စခန်းတွေကလည်းအကျိုးမြတ်ရတာတွေတော်တော်များတယ် ဒီကတန်ရရရှိမှုတော့ရှိတော့ရှိတယ်လားမနေတယ်ပေါ့နော်အကျိုးမြတ်များတယ်ပိုများတယ်ပေါ့ဗျာအဲ့ကြစိတ်တက်တွေကတက်ကြွဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးတိုက်ပွဲတိုက်တဲ့အခါမှာအောင်မြင်တယ်ဟေ့အဲ့လိုမျိုးဆိုရင်အကုန်လုံးစိတ်တက်တက်ကြွတယ်အခုကတက်ဖွဲ့ဝင်တွေကနေစင်နဲ့များအောင်မြင်နေတာအဲ့တော့နေစင်နဲ့များစိတ်တက်တွေကတက်ကြွနေတာအဲဘယ်လိုပြောရမလဲရှေ့တိုက်မဲ့တိုက်ပွဲတွေအတွက်ကိုဒါအစိရထက်တန်တယ်ပေါ့နော်ဒီစကန်နဲ့ငါတို့တိုက်ရင်ရတယ်ဒီစကန်နဲ့ရတယ်ဆိုတဲ့ပုံစံမျိုးသူတို့လုံးဝတက်ကြွနေတာအဲ့လိုပဲဒါမြောက်လိုင်းစစ်တပ်ဘက်ကကောင်တွေကလည်းသူကဒီဥက္ကဋ္ဌစကန်းဆိုတာက သူတို့ဝါရဖြန့်ထားတဲ့ဗာလေတက်ရှိစီယိုအဲတက်ရှိစီယိုပုံစံမျိုးဝါရဖြန့်ထားတဲ့နေရာဖြစ်တဲ့အတွက်သူကလုံးဝလွယ်လွယ်နဲ့သူကမပေးခြင်းဘူးအဲ့ဒီနေရာကိုပို့ပြီးတော့တောင်းတင်းခိုင်မာအောင်ပုံစံမျိုးတွေသူတို့လုပ်နေတာရှိတယ်အဲ့တော့ဒါတကယ်စိတ်ဝင်စားစရာကောင်းတဲ့တိုက်ပွဲတွေဖြစ်လာလိမ့်မယ်ဗောနော်အောင်မြင်မှုတွေတေချာပေါ့ရမှာပါဘာလို့လဲဆိုတော့တက်ဖွဲ့ဝင်တွေကတေချာတယ်နီးပြူရတယ်ကောင်းလာတယ်အတွေ့အကြုံတွေများလာတယ်အဲတိုင်နီးစနစ်တွေမိုက်လာတယ်ဗောနော်အဲ့တော့ကြတော့အောင်မြင်မှုတေချာပေါ့ရမှာပါစစ်တပ်ဘယ်လောက်ထိတောင်းခံနိုင်မလဲဆိုတာကိုပဲကြည့်ယုံပဲဗောနော် နောက်တစ်ခုကတော့ AA ကဒါအစစ်မှုတမ်းဥရေထုတ်ပြန်ပြီးတဲ့နောက်မှာယာနဲ့ချီတဲ့လူငယ်လူရယ်တွေအာဒီစစ်မှုတမ်းမှုအတွက်သင်တန်းတက်ဖို့အတွက်ပေါ့နော်ဒါဝင်ရောက်လာတာတွေဒါဗီဒီယိုဖိုင်လေးနဲ့တွေ့ရတယ်ပေါ့နော်တွေ့ရတယ်အဲဒါနှစ်ပိုင်းတော့ကွဲတော့ပေါ့ချိုးကြောက်လည်းအဲသူသူရွေးချယ်မှုနဲ့သူပေါ့နော်ချိုးကြောက်မတက်ဘူးချိုးကြောက်လည်းဒီလိုတက်ဖို့အတွက်ကိုလုံးဝစိတ်ရထက်တန်တယ်အပြောချင်တာကဘာလဲဆိုတော့အဲစစ်ကောင်စီကလူသစ်စုတာရှိတယ်အခုတော်လိုင်းတပ်ဖွဲ့ဝင်တွေကလူသစ်လက်ခံတာရှိတယ်စစ်ကောင်စီကကြာစုတာ ဆူတာဘလို့ဆူလဲဆိုတော့အတင်းအရမဆူတာအတင်းအရမတခါတည်းဘော်တာလိုက်ဆွဲတယ်ခေါ်တယ်အတင်းဆွဲထည့်တယ်ဒါမျိုးပုံစံမျိုးတွေဆူလာဒါပေမဲ့တော်လိုင်းတက်ဖွဲ့တွေရကြတော့လက်ခံလာဒီလိုမျိုးသာထုတ်ပြန်ပေးလိုက်လာပြီးတော့တဖွဲ့ဝဲဝင်လာတဲ့အဖွဲ့တွေကိုတေချာစီစစ်ပြီးတော့လက်ခံရတဲ့အနေထားအဲ့တော့ကြတော့ဒီနှစ်ခုကမတူဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီဘက်ကစိတ်မပါပဲဝင်တဲ့သူတွေပုံများတယ်ဝင်ခိုင်းဟိုပါပေါ့စုဆောင်းခံရတဲ့သူတွေပုံများတယ်ဒီဘက်ကတော်လိုင်းတက်ဖွဲ့ဝင်တွေဘက်ကကြတော့စိတ်အထက်တန်စွာနဲ့တိုက်မယ်ကွာချမယ်ကွာဒီစစ်ကောင်စီကိုအပြည့်ချေဖို့မယ်ကွာဆိုပြီးရောက်လာတဲ့ ူငယ်လူရွယ်တွေကပုံများတယ်အဲ့တော့ဒီမာနေမဲ့စိတ်သက်ကနှစ်ခု꿰နေပြီအဲ့တော့ဒီဖြစ်စဉ်ကလည်းမြေအောင်လိုင်းကြည့်မယ်ဆိုရင်ပေါ့နော်မြေအောင်လိုင်းခေါင်းချင်းစီတဲ့အကွက်ပေါ့နော်ဟာကွာဒီတိုင်းတော်မှငါမှဒီအားခတ်တော်အေနဲ့တွေ့ဒါတော်တော်လေးကိုချူချူချာချာဖြစ်နေတာပေါ့နော်အခုလိုမျိုးသားအင်အားတွေထပ်ပေါင်းပြီးတော့ငါတို့ကိုတိုက်ဖို့ကြိုးစားလာမယ်ဟဲ့ဆိုရင်ငါတို့ဘလို့မှခံနိုင်ကြအကြောင်းမရှိဘူးဆိုတဲ့အတွေ့အလဲဝင်ကောင်းဝင်နေလိမ့်မယ်ဝင်လဲဝင်သင့်တယ်ဘယ်ကောင်တွေဝင်သင့်လဲဆိုတော့အောက်ခြေမှာမြေအောင်လိုင်းခိုင်းသမျှလုံနေတဲ့ကောင်တွေကဝင်သင့်တယ် ဲ့တော့မင်းတို့ရှေ့ပိုင်းကာလမှာလည်း AA ဆိုတဲ့အတန်ကြားတာနဲ့လုံးဝထွက်ပြေးဖို့အတွက်ပဲစဉ်းစားနေတယ်အဲပြီးရင်မြေပြင်မှာဆိုရင်အတုံယုံလုံးဝအကင်ခံအပြင်းခံရတယ်ပေါ့နော်ဘယ်တော့မှလည်းဒါအရေးတာတယ်လို့လည်းမရှိဘူးမင်းတို့ဘက်ကလေကြောင်းပစ်ကူတုံးတယ် drone တွေအစင်းရာနဲ့ချီပြီးတုံးတယ်လက်နက်ကြီး howitzer အမျိုးစုံတုံးတယ်ဒါပေမဲ့လည်းအချိန်တန်တော့ဒီတရင်ဌာနချုပ်တွေနောက်တန်းဌာနချုပ်တွေစစ်စခန်းတွေပေးရတာပဲပေါ့နော်ချိန်တန်တော့လည်းစေကြောင်းလိုက်ပျောက်တာတွေလဲလဲကွဲကွဲပြူပြူလဲလဲဖြစ်တာမျိုးတွေရှိနေတာပဲ အဲ့ကြအဲ့လိုဟာမျိုးတွက်ကိုဘာတွက်နဲ့များမလို့အတိတ်ပဲမဲ့ဆိုတာနဲ့အသက်ပေးမလဲအဲ့ကြတော့အာအာရခတ်သက်တော်ဒီလိုမျိုးလှုပ်လာပြီဆိုတဲ့အပေါ်မှာမင်းတို့တွေကြိုပြီးတော့ပြင်ဆင်ထားတင်တာကပူပေါင်းမှာအညံ့ခံမှာလက်နှချပါအလင်းဝင်မှာပေါ့နော်အဲထွက်ပြေးရင်လဲဟိုဘက်ပြေးပါဒီဘက်ပြေးပါဘာဖြစ်လို့လဲဆိုတော့ဟိုဘက်ပြေးတဲ့ခါကျမျိုးပြန်ခေါ်ပြီးတော့ပြန်တိုက်ခိုင်းမှာပေါ့နော်အဲ့ဒါကလည်းတကယ်သတင်းကောင်းတစ်ခုဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကြောင့်တောင်သားတောင်သားမှာပေါ့နော်ဟိုနေ့ကဖမ်းပြီးတဲ့စစ်တုံးမှန်း မှန်အမဖတ်တီဗုတ်ကြီးပေါ့နော်အဲ့တယောက်ရဲ့အခုဒါနောက်ထပ်တယောက်ကျွန်တော်အင်တာဗျူးတာရှိတယ်အဲ့ဒါမနေ့ပြန်ကြရအောင်လွှင့်ပေးမှာပေါ့နော်အဲအဲ့ဥစ္စာလည်းဒါရှိတယ်ပေါ့နော်ရှိရချိန်မှာဒီဒီအဲ့တယောက်ကကျတော့ဒါထောက်ထောက်ပို့ရပေါ့နော်အဲ့ဖမ်းမိရချိန်မှာသူတို့စီကဒီအရေးကြီးတဲ့ဇာရွက်စာတန်းနေဒါတင်းစီရမိတယ်ပေါ့ဗျာတင်းစီရမိတဲ့ချိန်မှာသူကဘာတွေအန်အောလောက်เสียတွေ့လဲဆိုတော့သူတို့အချင်းချင်းအထက်ကိုလိန်ထားတဲ့ထဲကတကက်ဟိုပြုတ်စာမျက်နှောင်းဟာတွေတွေ့ရတာသူကဘာလဲဆိုတော့ အဲအောက်မှာပေါ့နော် အောက်မှာရှိတဲ့မြေပြင်မှာရှိတဲ့ဒီအုတ်ချုပ်ရည်ရန်နေရာတွေကပုံမှန်လဲပတ်နေပါတယ်အဆင်ပြေပါတယ်ချုံးမွေပါတယ်ဆိုတဲ့ပုံစံမျိုးအထက်ကိုပေးထားတာအထက်ကိုတင်ထားတာအဲအဲ့ထဲမှာသူကဒီအုတ်ချုပ်မှုရန်နေရာထဲမှာပါဝင်ပြီးတော့လဲပတ်နေတဲ့အထဲမှာဥဆောင်နေတဲ့အထဲမှာဘယ်သူတွေဘယ်သူတွေပါတယ်ပေါ့ဗျာဒေါ်တာအုတ်ချုပ်ရည်မှုဘယ်သူပေါ့အဲအဲ့အုတ်ချုပ်ရည်မှုဆိုပြီးတော့ထည့်ထားတဲ့နာမည်ကမြေပြင်မှာတကယ်မရှိဘူး အဲပြောရရင်အဲ့အဲ့ထဲမှာတရောင်းဆိုရင်မြေပြင်မှာတကယ်မရှိဘဲနဲ့အဲ့လူကတေသွားပြီတေသွားတဲ့လူကိုအဲ့အုတ်ချွေးမှုနေရာမှာထည့်ဆွဲပြီးတော့ပေးထားလာနောက်တယောက်ဆိုရင်သူကအဲဒီအဲ့အဲ့နေရာမှာမရှိဘဲနဲ့တခြားနေရာဒေသကိုရောက်နေရရန်ကုန်လိုနေရာမျိုးကိုရောက်နေလာအဲ့အဲ့လိုလူမျိုးကိုလည်းအဲ့လက်ရှိသူတို့တင်ပြထားတဲ့နေရာနာကအုတ်ချွေးမှုအုတ်ချွေးမှုအနေနဲ့ထည့်ပြီးတော့ဆွဲထားလာအဲ့လိုပုံစံမျိုးပေါ့နော်အဲပြီးတော့တေတဲ့သူတွေပါထည့်ဆွဲထားတယ်ပြီးတော့အဲပြီးတော့ကျတော့ဒီဒီအခုလိုမျိုးစင်းစင်းစရားတွေရလာပြီဆိုတဲ့အချိန်မှာ တရင်းတပ်ဖွဲ့တွေကအိုက်စင်းစရားထဲမှာပါတဲ့နာမည်ရှင်းနေနဲ့တိုက်ကြည့်ပြီးတော့အဲ့နေရာမှာသွားပြီးတော့ထိမ့်သိမ့်ညသွားဖမ်းညပေါ့နော်သွားဖမ်းညဘာလို့လဲဆိုတော့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်ရားမှာပါဝင်ပြီးတော့အကောင့်တွေပေါ်ပေးနေတဲ့ကောင်တွေဖြစ်တဲ့အတွက်သွားပြီးတော့ဘန်းလာဖမ်းတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဟာတာဟာတာပေါ့နော်စစ်ကောင်စီရဲ့ကောင်တွေကအဲသူကတလွဲတွေလှုပ်ထားတာဟိုတွေ့တဲ့ကောင်တွေကောင်းစင်တွေအကုန်ထည့်ပြီးအကုန်သူကအဆင်ပြေတယ်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ထားတာအဲ့တော့ဖမ်းလာပြီဆိုတဲ့အချိန်မှာအဲ့ဖမ်းလိုက်တော့အန်ဩစရာကောင်းတာပေါ့နော်အဲ့ဒီထဲမှာ၄ယောက်ပေါ့နော်၄ယောက်ထဲမှာကြည့်လိုက်ရင် လုံးဝထောက်ဖို့တော်လိုင်းရေးအတွက်ထောက်ဖို့လုံနေတဲ့သူပါတယ်ပြီးတော့ပါကဖရဲ့ညီဖြစ်တဲ့သူပါတယ်ပေါ့နော်ပြောရမယ်ဆိုရင်ဗျာဒီဘက်ကတော်လိုင်းရေးတပ်ဖွဲ့ဝင်နေပေါ့ဗျာတော်လိုင်းရေးကိုထောက်ခံတဲ့သူတွေတော်လိုင်းရေးတပ်ဖွဲ့ဝင်နေအဲတော်လိုင်းရေးကိုထောက်ပံ့ပေးနေတဲ့သူတွေကိုအဲ့ဒီစည်းရင်းထဲမှာထည့်ဆွဲထားတာ တဲဆွဲထားတော့အဲ့မှာသွားပြီးတော့ဒိန်းဒိန်းတဲ့ခါမှာအဲ့လိုမျိုးစားပြင်းအောင်နေဖြစ်တာပေါ့ဟာကွာငါတို့ကတော့မှစစ်ကောင်စီအတွက်လှုပ်ပေးနေဆိုလို့လာဖက်တော့မင်းတို့ငါတို့လူတွေဖြစ်နေတယ်ဆိုတော့ပုံစံမျိုးတွေဖြစ်ကုန်တာပေါ့ဗျာအဲ့အဲ့လိုအဲ့လိုဟာမျိုးတွေအဲဖျို့ဖျဲတွေဖြစ်နေတယ်ဆိုတော့ဟာကိုသိစေချင်တာအဓိကတော့အဲစစ်ကောင်စီရဲ့အထက်ကရန်နီယာကဘလောက်ထိယိုယွင်းပြက်စီးနေတယ်လဲဆိုတော့ဟာကိုလည်းသိစေချင်တယ်လို့သူတို့အထက်ကရှိတဲ့ကောင်တွေကအောက်မှာဘာတွေဖြစ်ပျက်နေတယ်ဆိုတော့ဟာကိုတိတ်ချမသိပဲနဲ့ဆွတ်ယွတ်ပြီးတော့အမိန့်နေပေးနေတာမျိုးတွေဆွတ်ယွတ်ပြီးခိုင်းနေတာမျိုးတွေကဒီကောင်တွေကြာရှုံးဖို့အတွက်ဖြစ်လာစေတဲ့ ဒါအကြောင်းအချက်တွေပဲဆိုတဲ့ဟာကိုလည်းသိစေချင်တာပေါ့နော်ဒါတကယ်ကိုဟာသဟာသဖြစ်နေတာပေါ့ဗျာနောက်တစ်ခုကတော့ဒါမြောက်လိုက်နေပြတော်မှာခံစစ်စပြီးတော့ပြင်ခိုင်းနေပြီဆိုတဲ့အကြောင်းအဲဥစ္စာကိုလည်းကျွန်တော်တက်တွင်းအရင်မြစ်ကနေပြီးတော့တည်ရတယ်ပြင်လဲပြင်ခိုင်းမှာပဲဘာဖြစ်လို့လဲဆိုတော့ဒါညပြတော်ကိုဝင်နိုင်တဲ့လမ်းတွေအပေါက်တွေကပေါ့နော်ပို့ပို့ပြီးတော့သူတို့တွေအတွက်ဖိအားတွေများလာတယ်စိတ်အင်အားတွေကြိုက်သလောက်ပို့ပါစေအဲ့နေရာတွေကိုလုံးဝသူတို့ကာကွယ်ဖို့ အပြင်းထန်စူးစမ်းနေရတယ်အသေးအတန်စူးစမ်းနေရဆိုတဲ့အနေအထားကြီးဖြစ်လာတယ်ပြီးတော့ကြတော့အားလုံးကြွကြထားတဲ့အတိုင်းပဲနေပြီးတော့ကိုရောက်ချီတက်နေကြတဲ့အပြင်းချီတက်နေကြတဲ့အဖွဲတွေကလည်းပို့ပို့ပြီးတော့အားကောင်းလာတယ်ဗောနော်ပြီးတော့ဒီလန်ဟောင်းဘတ်ချမ်းနေမှာကြည့်မလားဒါအမြန်လန်ဘတ်ချမ်းနေမှာကြည့်မလားတကယ်ကိုပြည်တဲ့တပ်ဖွဲ့တွေစိုးမိုးပြီးတော့ဒါစစ်ဆေးတာတွေရေးယူတာတွေဖန်စီစတီစက်ကောင်စီရဲ့တောက်တိုင်တွေကိုဖန်စီတာမျိုးတွေအဲပြီးရင်စစ်ကောင်စီစစ်သားတွေ ရုပ်ဖြက်ပုံဖြက်ဖုံးကွယ်ပြီးတော့လာတဲ့ခီးသွားနေတဲ့စစ်ကောင်စီစစ်သားတွေကိုဖမ်းတာမျိုးတွေကဆိုတောက်လျှောက်တောက်လျှောက်ဖြစ်လာနေတာဖြစ်တဲ့အတွက်သူတို့အတွက်အဲလုံးဝကိုချင်းချောက်ခံနေရတဲ့အနေအထားပေါ့နော်အဲ့တော့သူကဘာလုပ်လာလဲဆိုတော့နေပြီးတော့အနီးမှာရှိတဲ့မြို့တွေရွာတယ်အဲ့ဒီနေရာတွေမှာသူကစစ်ကြောင်းနေစစ်ကြောင်းလိုက်စစ်ကြောင်းလိုက်တွေဒါတန့်ဖြတ်ခိုင်းတာတွေနေရာယူခိုင်းတာတွေသူလုလာတယ်အဲအဲ့လိုလှုပ်ခိုင်းတဲ့အခါမှာသူကနေပြီးတော့တိုင်းရန်တက်မှတွေလည်းပါတယ်လို့ပေါ့နော်အခြားဒါခုနလို့ ရရနေရနေစုထားတယ်ပေါ့နော်ဒုစရပြင်းအောင်စစ်ချောင်းပေါ့နော်အဲအဲ့လိုစစ်ချောင်းတွေကိုလည်းအဲစုစည်းပြီးတော့သူကခုနလိုအဲနေရာတွေခွဲဝေပြီးတော့ပေါ့နော်ကင်းမုံဝိတာမျိုးတွေအဲခုနလိုအဲနေပြည်တော်ဆုံးမှုလောက်ခိုင်းတာမျိုးတွေအဲ့ဒါမျိုးတွေလုံနေတယ်ပြီးတော့လက်နက်ကြီးအထိုင်ချတာမျိုးတွေလုံနေတယ်အဲဘယ်ကုန်းမှာတော့ဘယ်လက်နက်ကြီးအဲ့ကုန်းကနေပြီးတော့နောက်ထပ်တခြားတနေရာအတွက်ကိုလက်နက်ကြီးဒါပြင်မမှတ်ပုတ်နေတာမျိုးတွေလောက်ခိုင်းတယ်အဲ့လိုပဲနေပြီးတော့ပတ်ချလဲမှာရှိတဲ့ကုန်းတွေပေါ့နော်နေပြီးတော့မှသူကဘယ်လိုလုပ်လဲဆိုတော့အတွင်းကြီး အပြင်စီးအဝေးစီးဆိုတဲ့ပုံစံမျိုးတို့အမြဲတမ်းသတ်မှတ်တယ်အတွင်းစီးဆိုတဲ့နေရာမှာဘလို့လူတွေဘလို့အဖွဲ့တွေထားရမယ်ပေါ့နော်အဲပြီးရင်အပြင်စီးအဝေးစီးအဝေးစီးကခုနလိုတောင်တောင်ကျောတွေပေါ်မှာတို့ဒါလက်နေကြီးတွေတပ်ဖွဲ့တွေအဲ့လိုတွေတင်ထားပြီးတော့တပ်ဖွဲ့နဲ့တပ်ဖွဲ့လက်နေကြီးပြစ်ကွင်းတွေချိတ်ဆက်ဖို့အတွက်တို့လှုပ်တာမျိုးရှိတယ်ပေါ့နော်အဲ့တော့အရှိပိုင်းကာလာတွေမှာလည်းမလှုပ်ဘူးလားဆိုတော့ကျွန်တော်ဒါ Dolan Prize လိုနေမျိုးတွေမှာလှုပ်တယ်လို့တဲ့အချိန်မှာအဲ့လိုအင်အားပြဖို့အတွက်ကိုအချို့စစ်သားတွေကရဲယူနီဖောင်းဝင်ဝေးရတာရရှိတယ်။အချို့ရဲတွေကစစ်သားယူနီဖောင်းဝင်ဝေးရရရှိတယ်။အဲ့လိုပြုံးစံပြင်းအောင်လေ အခုနေပြီးတော့မှအိုက်ထက်ပို့ဆိုတဲ့အခြေအနေမျိုးတို့ရင်ဆိုင်နေရတယ်ပေါ့နော်အဓိကတော့ဒီဥယျာထောက်အစည်းအဝေးမှာသူပြောသွားတယ်ဆိုပြီးတော့သိရတယ်မင်းအောင်လိုင်ပါပေါ့နော်ပြီးတော့ဒီမြို့ရဲ့အဝင်အထွက်နေရာမျိုးတွေအဲ့လိုနေရာမျိုးတွေမှာ CCTV မှတ်တမ်းနေအဲယူခိုင်းနေပြီးတော့ဒါကင်မရာတွေတက်ခိုင်းနေ CCTV တွေတက်ခိုင်းနေအဝင်အထွက်တွေစောင့်ကြည့်ဖို့အတွက်အမြဲအမြဲပေါ့နော်စောင့်ကြည့်ဖို့အတွက်ကိုအဖွဲ့တွေခွဲပြီးတော့တာဝန်ပေးတယ်ဆိုတော့ အဆိုင်နဲ့ပေါ့ဗျာမင်းကနေဗန္ဒနာရနေဗန္ဒနာမင်းကညဗန္ဒနာရနေဗန္ဒနာအဲ့လိုပုံစံမျိုးနဲ့လုတ်ခိုင်းတာမျိုးတွေလည်းရှိတယ်ပေါ့နော်အအဓိကတော့နေပြီးတော့ပတ်ပတ်လေခံစစ်တိဆောက်ဖို့အတွက်ကိုအဲ့ဟိုခံစစ်တိဆောက်ဖို့သူညွှန်ကြားတယ်အဲ့တိဆောက်တဲ့ပီးစီးမှုကိုနေ့စဉ်လှုပ်ဆောင်မှုအတွက်နေ့စဉ်မပြတ်မကွက်လှုပ်ဆောင်မှုအတွက်ကိုဒါအမိတ်ပေးတယ်ပေါ့ဗျာအဲ့လိုညွှန်ကြားတယ်ပြီးတော့နေပြီးတော့ဝင်နိုင်တဲ့ဒါနေရာဒေသတွေမြို့ရွာတွေပတ်ချလေပေါ့နော်အဲ့လိုနေရာမျိုးတွေကနေကာမဲ့မြို့တွေထွက်လာတယ်အဲ့ဒါကတော့ဘယ်နာဘယ်နာဆိုပြီးတော့ ဒါတိရစုံစမ်းတဲ့အခါမှာသူကညောင်လုံးဆိုတာပါတယ်ကြီတောင်ကံပါတယ်တောင်ညိုပါတယ်မြို့လပါတယ်တာကရပါတယ်အောင်နှမ်းချိုပါတယ်စိတ်ဖူးတောင်ပါတယ်လွှဲကြီးပါတယ်ဗောနော်အဲ့လိုမျိုးဒါဒေတာတွေအဲ့လိုမျိုးနေရာတွေအဲ့လိုမျိုးမြို့ရွာတွေဗောနော်အဲ့လိုနေရာမျိုးတွေကနေပြီးတော့ပိတ်ဖို့တားဆီးဖို့ဆိုတဲ့ပုံစံမျိုးတွေအားစီမံချက်ပုံစံမျိုးလုတ်ခိုင်းတာရှိတယ်ဗောနော်အဲပြီးတော့ဒီရက်ထဲမှာမင်းအောင်လိုင်းနေနဲ့တရုတ်ကိုအဲခီးစဉ်သွားဖို့ရှိတယ်ဗောနော်အဲ့ခီးစဉ်အတော်တွင်သွားနေတဲ့အတော်တွင်မှာမင်းတို့ဓာတ်ဓာတ်လုတ်ထားပြင်ထား ဒါဒီအဆက်မပြတ်ငါ့ကိုတရင်ပို့ပါဆိုတဲ့ပုံစံမျိုးညွှန်ကြားသွားတယ်ဆိုပြီးတော့ဒါကျွန်တော်အတွင်းကနေပြီးတော့စုံစမ်းသိရှိရတာရှိတယ်ပေါ့နော်အဲ့တော့မင်းအွန်လိုင်းဘလောက်တောင်ကြောက်နေပြီလဲမင်းအွန်လိုင်းရဲ့အခြေအနေဘလောက်တောင်ဆိုးနေပြီလဲသူတို့အရန်ကိုမှဂုံစားပါတယ်ဆိုတဲ့နေပြီးတော့ဤတောင်ဘလို့ဖြစ်နေပြီလဲဆိုတဲ့အကြောင်းကိုဒါလုံးဝသိလိုက်ရတဲ့အချိန်မှာအားတက်မိတယ်ကျွန်တော်တော်လိုင်းအတွက်အားတက်မိတယ်အဲ့လို့ဆိုနေရာဒေတာအသီးသီးမှာသူ့အတွက်အခြေအနေဆိုးနေတဲ့အခါသူ့ရဲ့နောက်ဆုံးနေရာဖြစ်တဲ့ဒီနေရာကိုသူ့ဘလို့တွေတောင်ပြင်ဆင်နေရပြီလေ အသူဘလောက်တောင်ကြောက်လန့်နေပြီလဲဆိုတဲ့ဟာတွေကဒီသတင်းတွေကိုကြည့်ချင်းအဖြစ်သိသားစေတယ်ပေါ့နော်တကယ်လဲအားတက်စရာကောင်းပါတယ်နေရာဒေသတော်တော်များများမှာတလိုင်းတပ်ဖွဲ့တွေကပဲအမြဲတမ်းအသာစီးရနေရပေါ့နော်အဲမရောက်လိုက်နေရာမှာဝင်ပြီးတော့ခန်းစားကြည့်ရင်ပေါ့နော်နေ့စဉ်နဲ့မျှဖက်စကန်ပါသွားပြီဖက်စကန်ကျသွားပြီဘယ်နေရာတော့ဘယ်နေမြေတော့လက်လွတ်လိုက်ရပြီဆိုတဲ့ဟာမျိုးတွေပဲသူဖတ်နေရမှာဒါပေမဲ့တခုရှိရာခုနကလို့အောက်ကဟာတွေအကုန်လုံးလိမ်ပြီးတော့အပေါ်တင်နေဆိုရင်တော့လေဒီကောင်ကပျော်ရင်ပျော်နေမှာပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ဒီရတော်တဲ့မှာလဲတောက်လျှောက်တည်င်းကောင်းနေရှိသလို့ ကြောက်တော်လန်ပြည်သူတွေအနေနဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေကိုအဲတောင်းတနေရနေဒါမှမဟုတ်လည်းနောက်ကနေအဲပါဝင်ကူညီပေးမဲ့အခြေအနေလည်းအများကြီးရှိပါသေးတယ်။ဘာဖြစ်လို့လဲဆိုတော့တကယ်ကိုအဲလောကနောက်ဆုံး line ဆိုတဲ့ပုံစံမျိုးတော့ဖြစ်နေတဲ့အနေအထားမှာကျွန်တော်တော်လန်ပြည်သူတွေအနေနဲ့ကလည်းတော်လန်ရေးတပ်ဖွဲ့ဝင်တွေပြည့်ပြည့်စုံစုံတိုက်ပွဲဝင်နိုင်ဖို့အတွက်ကိုအဲနောက်ကနေပံ့ပိုးကူညီပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။